မင်္ဂလာပါခင်ဗျာဒါကတော့အခု Veronica နဲ့ထိုးသားမဲ့ Time Fighter Junior Fighters ရဲ့ပွဲဖြစ်ပါတယ်အနီရောင်နဲ့အဲ့ဒါ Junior Fighters ပါဒီတူဂင်နိုင်ငံသူထိုးကန်နဲ့ရင်ဆိုင်ထိုးသက်ခဲ့တဲ့ပွဲဖြစ်ပါတယ်ဟိုစားရနဲ့ Fighter ညောင်လုံး Entertainment ဆန်ဆန်ကစားရပြီ Junior Fighters အကွာဝေးထိမ့်ကစားနေတွေ့ရတယ် ီလီနိုင်ငံသူကသူ့ထက်အရက်အတူရကီနိုင်ငံသူကသူ့ထက်အရက်နည်းနည်းပိုရှိတော့ဂျူနီယာဖိုက်တာလည်းနည်းနည်းတိုင်ပတ်နေတယ်ဗျာဖရိုနီကာနဲ့ပွဲမှာလည်းသူဒီလိုမျိုးဖြစ်နိုင်တယ်ဖရိုကသူ့ထက်အရက်ရှိတော့အဲ့လိုမျိုးသူနည်းနည်းလေးဒုက္ခရောက်နိုင်တယ်ကောင်းနေတူရကီနိုင်ငံသူကဖရန်ကီတွေကောင်းနေဗျာโอ้1 2လေးလှတယ်ဗျာ front gate โอ้ တူရကီနိုင်ငံသူက तू ကဂျူနီယာဖက်ဒက်စ်တဲ့အရက်ပိုရှိတော့ तू အကွာဝေးကို distance တစ်ခုကနေကစားပြီးတော့တေချာ control လုပ်နိုင်တယ်တွေ့ရတယ်ဗျလက်ကေအိုးဝမ်းတူအိုးပေါက်ခွဲမှုပြီးနေဗျဘယ်ကစားရတယ် entertainment တော်တော်ဆန်ဆန်ကစားနေတွေ့ရတယ် fighter နေအောင်လုံးကโอ้ฟรองเกตลาเลยเปีย Frank น่ะชะโอ้ก้องเลยเปียโอ้ ဒိုကန်တော်တော်ကြီးကိုကွန်ထရိုးလုပ်ပြီးစားနိုင်တယ်တွေ့ရတယ်။အရက်ရှိတော့သူက front kick တည်းပဲကျွေးတာဗျ။မိုက်တော့မိုက်တယ်ဘရိုလည်းအဲ့လိုမျိုးပြင်ဆင်လာရင်တော့အဆင်ပြေမယ်ထင်တယ်ဗျ။ချူနီယာဖေဒက်ကအရက်ပူနေတော့နည်းနည်းကစားရမှာတိုင်ပတ်နဲ့တွေ့ရတယ်။ ။ဟို front kick ချက်ကန်နေဗျာ။ front kick တွေကိုတောက်လျှောက်ကန်နေတာဗျာ။ဟို front kick နောက်တစ်ချက်။ front kick ပဲ၄ချက်လောက်ရှိပြီဗျာကန်နေတာတောက်လျှောက်။အဲ့ဒါလေတော်တော်နာမှာဗျာ။လုံးဝမျက်နှာကိုတီးတီးကြကြအယူခြေထောက်ကြီးနဲ့လမ်းကန်တာဆိုတော့ဒါမဲ့ time fight တွေကလည်းမအောင်မြင်နေလို့ဒါမကြောက်ဘူး ထမ GB ကို55စက္ကန့်မင်းလို့ပြောတယ်โอ้ฟรอนเกตดิทักกันเลยเปียโอ้ตูกีနိုင်ငံตัวไอ้ไอ้เฉ็ดกูกองๆตีว่ะเลยเปียปฐมฉีปีว่ะไปปฐมฉีหมูပြောมาซะแล้วตูกีနိုင်ငံตัวโดกันโออตาไปเลยอ่ะเปียฟรอนเกตดิโดกช็อตกันนี่วีอตาไปวีโทรดาတော့ไอ้ไอ้เฉ็ดนี่ซะลงอ่ะตูตาเลยเปีย ထမအချိန်မှာတော့သူ့အသားပေးထားလို့ရတယ်ဒါတော့ဒုတိယချီစပါပြီ။ပထမချီကလူမျိုးပဲ။တူရကီနိုင်ငံသူကပဲဖီအားပေးကစားနေအတွေ့ရတယ်။ ူနီယာဖေဒက်စ်ကကောင်တာကိုစောင့်နေတွေ့ရတယ်ပဲဒါပေမဲ့သူကလည်းလုံးဝဖိထိုးနေတယ်မှာပါဟို front kick တွေပဲ like ခံနေတာဗျ time fire လေးတော်တော်မာကုန်ရှိတဲ့အချက်ကြောင့်တော့မကြပါဘူးအကွာဝေးထိမိကစားနေတွေ့ရတယ်ဗျ ဗရိုနီကာအနေနဲ့လည်းအဲ့လိုမျိုးအကွာဝေးထိမ့်ပြီးတော့ကစားလို့ရတယ်ဗျာ။ဘာကြောင့်လဲဆိုတော့ไฟไฟเตอร์เนี่ยตัวฉีดันลัดตันออกอยากโปชีနေတာဆိုတော့အဲ့လိုမျိုးဒီဒီไฟเตอร์ကစားသလိုမျိုးကစားရင်တော့အဆင်ပြေမယ်ထင်တယ်ဗျ။ Oh 1 2 3ရဗျ။ ရိုနီကာနဲ့ဒီ Time Fighter Junior Fighters တို့ပွဲစားတော်တော်ပြိသက်တွေဖြောပြီးမှုပြီးမယ်ထင်တယ်ဗျာနှစ်ယောက်လုံးကမိကုန်ရန်ကုန်ဂျမ်းတဲ့ Fighter တွေပဲဖြစ်ဟို junior fighter လိုက်လာပြီ။ဟိုဟို body body ဟို body shot lever shot ဟိုကြာသွားပြီဗျ။ဟိုကောင်းနေဗျ။ time fighter body နှိုက်တဲ့နေရာမှာကောင်းနေဗျ။တစ်ချက်တည်းနဲ့တယ်ပဲကြာသွားတာဗျ။ဒါပြန်ထိုးပြီ။ โอ้โอดาวช็อตคอนโทรลပေးပြီဗျจูเนียเฟเดสကဘော်ဒီကိုပဲထမ်းနိုင်ဖို့လုပ်နေတယ်ဘော်ဒီကိုပဲသူပြတ်မှတ်ထားနေဗျာတွေ့လားအဲအဲ့ချက်တွေအဲ့ချက်တွေဘော်ဒီကိုပဲပြတ်မှတ်ထားနေတွေ့ရတယ်ဟိုတူဂီနိုင်ငံကဘာမှသိမထိုးနိုင်တော့ဘူးဗျ ံစစ်သဘောခံအခံသဘောသာဖြစ်နေပြီ။ဟိုကလင်းစ်တွေဒူးတွေထက်တိုက်နေအဲလီဗာနာတွေပဲထက်တိုက်တယ်ဗျာထက်တိုက်နေ။ဟိုဂျူနီယာဖက်ဒက်စ်ကဘူပြိုင်မဲ့ဟောက်ကောက်ကိုတိတယ်နဲအဲ့ဒီညောင်ပဲလိုက်တယ်ဗျာဘော်ရီရှော့တွေထက်လိုက်တယ်တားလိုက်ပြီဗျာ။ဒါကတော့ဂျူနီယာဖက်ဒက်စ်နဲ့တူရကီနိုင်ငံသူထိုကန်တို့ရဲ့ပွဲပေါ့ဗျာ။ တူရကီနိုင်ငံသူကတော့ပထမအချိန်မှာအကောင်းဆုံးလုပ်ပြနိုင်တယ် front kick တွေကန်တယ် front kick တွေကန်ပြီးဖိအားပေးတယ်ဒုတိယအချိန်မှာလည်းအဲ့လိုမျိုးပဲလုပ်ပြနိုင်မယ်လို့ထင်ထားတယ်ဒါပေမဲ့အမှန်မထင်ပဲနဲ့ junior fighters ရဲ့ body shot တွေကြောင့်အရှုံးပေးလိုက်ရတယ်ဒီအချက်ကိုကြည့်ရင် junior fighters ကသူ့ရဲ့အရက်ရှည်တဲ့ သူထရက်ရှည်တွေပြိုင်ဘက်တွေနဲ့တွေ့ရင်အနေနဲ့အများတော့ရုန်းကန်ရတယ်ဗျ။ဘာကြောင့်လဲဆိုတော့အခုလိုမျိုး front kick တွေကန်တယ်အချက် front kick အကန်ခံရတာဒီအဲ့လိုမျိုးတွေကြောင့်အနေနဲ့အများတော့ရုန်းကန်ရမှာပဲ။ Veronica နဲ့ပွဲမှာလည်းသူဒီလိုမျိုးပဲပွဲထွက်လာအောင်မှာပဲ။ဒီလိုမျိုး Veronica အနေနဲ့လည်းဒီလိုမျိုး front kick တွေကန်ပြီးတော့အဲ့လိုမျိုးထူတိုက်ချက်ပြင်းပြင်းနဲ့သုံးသင့်တယ်။အဓိကတော့အခုလိုမျိုး body shot တွေကို Veronica အနေနဲ့ခံနိုင်လေ့ကျင့်ထားရမှာပဲဗျ။ fighter ကလည်းဒီ time fighter ကလည်း entertainment ဆန်ဆန်ကစားတယ်။ ရိုနီကာလည်းအဲ့လိုမျိုး entertainment ဆန်ဆန်ကစားတယ်ဒီပွဲကနောက်ထပ်ဖရိုနီကာအတွက်ဘတ်3သိန်းခွဲပိုက်မဲ့ပွဲလို့တော့ပြောလို့ရတယ်ဗျဘာကြောင့်လဲဆိုတော့ fighter 2ယောက်လုံးဟာမိကုန်ရန်ကိုကျမ်းပြီးတော့ထိုးကြအောင်ပါပဲအကွဲအပြည့်တွေနဲ့တွေ့အောင်ပါပဲဘလို့ပွဲချမ်းဖြစ်လာမလဲဆိုတော့စောင့်ကြည့်ရမယ်သေချာတာတော့ဒီပွဲကျမ်းပါပါပရိသတ်တွေလက်ခုပ်တီးရမယ်ပွဲချမ်းတပွဲဖြစ်လာအောင်ပါပါကျွန်တော်တို့မြန်မာ fighter veronica အနေနဲ့လည်းဘယ်လိုမျိုးစွမ်းဆောင်ပြသွားအောင်မလဲဘယ်လိုအခင်းကျင်းတွေဖြစ်လာမလဲဆိုတော့ဆက်လက်စောင့်ကြည့်ရမှာဗျာ ရိုနီကာနဲ့ဒီ time fight နဲ့ junior fighters တွေပွဲကလာမယ်မေလ9ရက်နောက်တစ်ပတ်တောက်ကြနေ့ညမှာကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်တို့မြမခုံဆောင်ကရန်လက်ဝိတ်မဲ့ဗရိုနီကာနေနဲ့လည်းအကောင်းဆုံးနိုင်ပွဲတစ်ပွဲရရှိပါစေလို့ဆန္ဒပြုပါရခင်ဗျာပရိသတ်တွေနေနဲ့ရောဗရိုနီကာနဲ့ဒီ time fighter junior fighters တွေပွဲဘလို့ထင်မြင်ယူဆမိပါသလဲမိမိတွေထင်မြင်ယူဆချက်တွေကိုလည်းဝင်ရောက်ဆွေးနွေးပေးသွားခဲ့လို့ရပါရခင်ဗျာဗရိုနီကာရဲ့သတင်းတွေကိုလည်းအချိန်နဲ့တပြေးညီဆက်လက်တင်ဆက်ပေးပါမယ် ဒါပြင် MMA လောကထူးခြားတဲ့အကြောင်းအရာတွေပွဲကြိုသုံးသက်ချက်ပွဲပြီးသုံးသက်ချက်တွေကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာအဲဒါကြောင့်မလို့ subscribe လေးလုပ်ထားပြီးအားပေးထားကြလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးထူးဝတ်တင်ရှိပါတယ်ခင်ဗျာ